လူကြီးမင်းလေးများအားလုံးမင်္ဂလာပါ စနေနေ့ဆိုတော့ဝတ္ထုမဖတ်ပြပါဘူးနောင်ကျိုးမှာဘသူကကွန်မန့်ပေးထားလဲဆိုတော့ကွန်မန့်လေးတွေကိုဖတ်ပြပြီး reply ပြန်သွားပါမယ်နောင်ကျိုးအပိုင်း၁ရဲ့ကွန်မန့်လေးတွေဖတ်ပြပါမယ်မမရေးဒါလေးပြီးရဲ့မမအတန်နဲ့ GL Oreo ဘုတ်ဖတ်ပြတာနားထောင်ကောင်းလို့စာရေးသူ E103 ရဲ့ချစ်ပြရစီ ပလွဲတဲ့ fit လေးဖတ်ပြပါလားဗျာကျေးဇူးပါဆိုတော့ချစ်ပြရစီပလွဲတွေက စာအုပ်မရှိသေးပါဘူးဝယ်လိုက်ပါအောင်မရှင်ဟုတ်မမကျေးဇူးတင်ပါတယ်ဗျာနောက်ပိုင်းလည်းညှော်နေပါမယ်ဗျာဆိုတော့ဟုတ်ကဲ့ညှော်နေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်အပေးနေမယ်နော်တဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နောက်နေ့အပိုင်းရှိရှိလေးတင်ပေးပါနော်တဲ့ဟုတ်ကဲ့ပါကြိုးစားပါမယ်အပေးနေပါတယ်ဆက်ကြိုးစားပါတဲ့ဟုတ်ကဲ့ကြိုးစားနေပါတယ်ရှင်အတန်လေးဆွဲနေပြီလို့ကျေးဇူးတင်ပါတယ်နီအောင်တဲလေးတွေပေးထားတဲ့လူကြီးမင်းလေးတွေလည်းကျေးဇူးများတင်ပါတယ် အပိုင်းလေးကိုရှိရှိလေးတင့်ပေးပါနော်မင်းမင်းအဆက်လေးမြို့နေပါမယ်ရှိနိုင်နှမရှိအောင်စူးစမ်းပါမယ်ရှင်ဆက်စူးစမ်းပါအားပေးနေတယ်ဟုတ်ကဲ့ပါရှင်စူးစမ်းနေပါတယ်အပိုင်းရှိရှိလေးမြို့နေပါမယ်မင်းမင်းရေးတဲ့ဟုတ်ကဲ့ပါရှိရှိလေးဖတ်ပြနိုင်အောင်စူးစမ်းပါမယ်နော်ထပ်တင်ပေးပါနော်ဟုတ်ကဲ့တင်ပေးပါမယ်တနင်္လာနေ့တောက်ကြနေ့အထိတင်ပေးပါမယ်နော် နောင်ကျိုးဝတ္ထုလေးကိုဖတ်ခဲ့ပူပါတယ်မင်းမင်းအတန်လေးနဲ့ပြန်နားထောင်လာတော့ပျော်ပြီလေကျေးဇူးများတင်ပါတယ်အဲ့လိုမျိုးကွန်မန့်လေးတွေတွင်လေအရန်ပင်ပန်းမီအချင်းနေနောင်မှာငါ့ကိုမျောနေမဲ့လူလေးတွေရှိရဲဆိုပြီးတော့ကြိုးစားပြီးတော့ဖတ်ဖြစ်တယ်ပုံတော့အတန်ကြားတိုင်းမမမြိုင်ကိုတတိရတယ်တဲ့ဒါဆိုညိုလေးကိုတော့တတိမရဘူးပေါ့ထပ်တင်ပေးပါနော်တဲ့ဟုတ်ကဲ့ထပ်တင်ပေးပါမယ်နောက်ထပ်တစ်ပုတ်ဆိုတော့နောက်တစ်ခါထပ်မျော်ရပြီးအောင်မှာပေါ်တယ်ဟုတ်ပါတယ်မျော်ရအောင်မှာပါ နောက်ပိုင်းလေးတွေရှေ့ရှေ့လေးတင်ပေးပါတော့မင်မကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ရှေ့ရှေ့လေးတင်ပေးနိုင်အောင်ကြိုးစားပါမယ်အတန်လေးကအရန်နားထောင်လို့ကောင်းတယ်မမရေရှေ့ရှေ့လေးတင်ပေးပါတော့တဲ့ဟုတ်ကဲ့ရှေ့ရှေ့လေးတင်ပေးနိုင်အောင်ကြိုးစားနေပါတယ်ရှင်နားထောင်လို့မကောင်းတို့ရရှေ့ရှေ့လေးတင်ပေးပါကြိုးစားနေပါတယ်ရှင်အားပေးနေရနော်ဒါကြောင့်အပိုင်းရှေ့ရှေ့လေးတွေထပ်တင်ပေးပါဟုတ်ကဲ့ပါရှင် အမတော်ရေကျွန်တော်မျိုးအရန်ကြိုက်တာ တင်ပေးပါအောင်ခက်ရှိရှိလေးကျမရေကယူဆိုင်ပါအမတော်ခမညာအမတော်အ мян ကျမ်းမာမကျွန်တော်မျိုးလဲဇလန်းပြန်နာထောင်ရမှာမဟုတ်ပါလားအပေးနေပါတယ်အမတော်ဟုတ်ကဲ့ရှင်ကျမ်းမာအောင်နေပါမယ်ရှင်နောက်ပိုင်းလေးလည်းမျောနေပါတယ်မင်းမင်းအပေးနေပါတယ်ရှင်အပိုင်းတုံးလေးတင်ပေးပါလား keep going နဲ့အသေးအနီလေးတွေရောအပြာလေးတွေရောပေးထားတဲ့လူကြီးမင်းလေးတွေလည်းကျေးဇူးများတင်ပါတယ်စကားမပြတာလေးကိုချစ်တာရတယ် ုတ်တယ်စကားမပြီးတာလေအခုရွယ်မှာတော့ပြင်လို့လည်းမရတော့သူများစာလည်းခံရတော့တာပဲတာဝန်ဘူးနဲ့တာနေရလဲအတန်းမကွဲဘူးစလုံးနဲ့စလိမ့်နေရလဲမကွဲဘူးဆိုတော့ဒီခံပြီးနားထောင်ပေးပါအောင်ရှင်ထပ်တင်ပြီးတော့အပိုင်းရှိရှိလေးတွေးတယ်ထပ်တင်ပေးပါအောင်ရှင်နဲ့ဟုတ်ကဲ့ပါတင်ပေးပါမယ်နော်အပိုင်း၃လေးမှာဘယ်သူလေးတွေဘာလေးတွေမှတ်ထားလဲဆိုတော့မျှော်နေမယ်တဲ့ မင်းမင်းရေအတန်းရေကောင်းခြင်းနဲ့ပြည့်စုံလိုက်တာရှင်တဲ့ကြီးစုတင်ပါတယ်အတန်းတော့ကိုယ့်အကူထင်တာတော့တိတ်မကောင်းထင်တာပဲပုံတော့ I'm supporting guys တဲ့ကြီးစုတင်ပါတယ်အလို supporting ပေးတဲ့လူကြီးမင်းလေးတွေကိုအများကြီးကြီးစုတင်ပါတယ်ဟောကျမအပူလီနေတဲ့လူကြီးမင်းလေးတွေ့ပါပြီနောင်ဂျိုး S2 ရောတင်ပေးမလားဗျတင်ပေးရင်ပိုကောင်းမှာတဲ့တင်ပေးခြင်းပါတယ်ဒါပေမဲ့ S2 ကလေမန်ပါကြီးပြီးပြီးတော့ group ဝင်ရတာလားမသိဘူးပေါ့နော်အဲ့ဒါဆိုတော့ စာရေးဆရာမလေးကို credit တောင်းမှနည်းနည်းအားနာနေလို့ပုံတော့အရာလေးတော့မတင်ပေးဖြစ်ဘူးထင်ပါတယ်ရှင်။ဟုတ်ကဲ့မမဖစ်လေးဖတ်ပြပါတဲ့။ထပ်တင်ပေးပါနော်။နောက်ပိုင်းလေးတွေကိုဆက်မြော်နေပါတဲ့။မြင်မြင်လေးကျမရေကိုအထူးကူးဆိုင်ပါနော်။ဟုတ်ကဲ့ကျမရေကိုလည်းကူးဆိုင်နေပါတယ်။လူချင်းမင်းလေးများအလုံးလဲကျမရေကိုယူဆိုင်ကြပါမိုးရင်းဆိုတော့မိုးလည်းမိနိုင်ပါတယ်ပြီးတော့ချင်းနေပေါ်တဲ့တုတ်ကွေးရာသီဆိုတော့တုတ်ကွေးတွေလည်းတတိထားကြပါ အရန်ကောင်းပါတယ်မင်းမင်းအပိုင်းလေးရောဘယ်နေလာမလဲမသိဘူးတဲ့ကျမရေကယူဆိုင်တော့ချစ်တယ်တဲ့ဟုတ်ကဲ့အများကြီးချစ်ပါတယ်ရှင်မမနေမကောင်းလို့လားမမအတန်လေးလွမ်းနေပြီတဲ့အေးရေးပြတ်တာများပြီးရောနည်းနည်းတွေးကြသွားလို့ပါအဲဒါကြောင့်မလို့အေးရေးဝအောင်ပြန်အိတ်လိုက်တာပေါ့နော်အခုတော့အဆင်ပြေသွားပါပြီတတတာပြီလားအတန်ပိုင်ရှင်လေးရေတဲ့လူကြီးမင်းလေးတို့ပို့တာတဲ့မြတ်တာကြောင့်အများဆုံးပြန်လဲတတတာလာပါပြီရှင် နောင်ကျိုးအပိုင်းလေးမှာဘသူတွေဘာတွေမှန်ထားလဲဆိုတော့မြုံနေရဲ့နော်တဲ့။စောင့်နေတာ၃ရက်ရှိပြီတဲ့။ဟုတ်တယ်အဲ့လိုမျိုးစောင့်ရအောင်လုပ်မိသွားတဲ့အတွက်တောင်းပန်ပါတယ်ရှင်။အဲ့ဒီရက်ပိုင်းလေးကလေတွေးကြနေရနဲ့အေးဝောင်းအေးရမဲဆိုတာနဲ့မဖက်ဖြစ်လိုက်တာပေါ့နော်။နောက်ဆုံးကဘာဖြစ်သွားတာတဲ့။နောက်ဆုံးကဘာဖြစ်သွားတာလဲဆိုတော့မိုးရံရွာပြီးကိုအတန်ကိုမကြရတော့ရင်တော့ဖက်နေတာလေးကတပိုင်းတစားနဲ့ရက်တန့်သွားတာပေါ့နော်။ နေလေခင်ကြတော့လဲဆိုင်ဖွင့်ထားတာနဲ့လမ်းပေးကြတာနဲ့ဆိုတော့အရန်စုညံနေတော့အတန်သွင်းလို့မရပါဘူး။စတူဒီယိုကန်းကလည်းမရှိဘူးဆိုတော့လေ။အဲ့ဒါကြောင့်မလို့ပါ။တောင်းမမာတယ်။စောင်းလိုက်ရတာတဲ့။ဟုတ်ပါတယ်။အဲ့ဒီရပ်ပိုင်းကတော့စောင်းလိုက်ရတယ်ပေါ့နော်။တောင်းမမာတယ်ရှင်။နောက်ထပ်အပိုင်းကမှဘသူတွေကွန်မန့်မှန်ထားလဲ။ကျေးဇူးတင်ပါတယ်ရှင်။အားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။ထပ်တင်ပေးပါနော်တဲ့။တနင်္လာနေ့ရက်နေ့တောက်ကြနေသေးတော့ အတတ်နိုင်ဆုံးမပြတ်မကွက်လေးတင်ပေးပါမယ်နော်။ကျေးဇူးတင်ပါတယ်ခင်ဗျာအားပေးလျက်ပါအားပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်မင်းမင်းအားပေးလျက်ပါရှင်။ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်။မမရေးအပိုင်းဆက်များများလေးတင်ပေးပါနော်။ဟုတ်ကဲ့ပါ။အများကြီးတင်ပေးနိုင်ကြိုးစားပါမယ်။ကျေးဇူးပါမမအလုံးများနေလို့ဖိမဖက်ပြတာကြာပြီ အခုလိုမမဖက်ပြတော့အလုံးလုံးရင်လည်းနားထောင်လို့ရတယ် အလုတ်လုပ်ရင်းတော့မှအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျေးဇူးပါရှင်အမြဲတမ်းတင်ပေးလို့တဲ့။အမြဲတမ်းတင်ပေးနိုင်ကြိုးစားပါမယ်ရှင်။အတန်လေးဟာချစ်စရာလေးနောက်လည်းများများတင်ပေးပါ။ဟုတ်ကဲ့များများတင်ပေးပါမယ်နော်။ဆက်အီမူဂျီပေးထားတဲ့လူကြီးမင်းလေးကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ရှင်။အပိုင်းချောက်လေးကိုသွားပါမယ်ရှင်။စောင့်နေတာတဲ့ဟုတ်ကဲ့။စောင့်ရကြုံနဲ့သွားပါပြီ။စကားတွေတိတ်တက်လာပြီ။ဟုတ်ပါတယ်ကျမစကားတွေနည်းနည်းတက်လာပါတယ်။ အရာလဲလူချင်းမင်းလေးကိုတိုင်းပဲနှုတ်ဆက်စကားလေးပြောပြီးွာလိုင်းပြတ်သွားတာလားဘာမှမသိလို့ဖုန်းထားကြည့်နေရတယ်ဆိုတော့သူများလေးတွေဘလို့များနှုတ်ဆက်စကားပြောကြလဲဆိုပြီးလေးလိုက်နေနင်းနေတော့ပြောတက်လာပြီပေါ့နော်ဆဆုံဖက်ပြီးပြီးမမအတန်လေးကောင်းလို့ထဏထောင်တာအသေးထက်ကွဲ ဟုတ်ပါတယ်အသေးကွဲရမှာပါထပ်တင်ပေးပါနော်တဲ့တင်ပေးပါမယ်ရှင်ဇက်သိန်းကိုတော့မငိုချင်ဘူးနော်မမအနေငယ်တော့ငိုရပါမယ်ဒါပေမဲ့မပြောပြပါဘူးတည်ကျင်းနားထောင်ပါ ဖတ်ပြီးပြီးမမအတန်အားနားထောင်ကောင်းလို့တယ်ကျေးဇူးတင်ပါတယ်နားထောင်လို့ကောင်းရင်ဒီရပြီးနောက်ထပ်လာမယ့်အပုတ်တွေမှာလည်းအပေးပါအောင်နော်အချစ်ကလေးရေးတဲ့ယူရီနိုင်ရေးထားတဲ့ daddy wife လေးဖတ်ပြပါလားနော်တဲ့နားထောင်ဘူးဓမြအတန်ထဲမှာဒီအတန်လေးကိုအကြိုက်ဆုံးမို့ဖြစ်နိုင်အပြင်မှာတော့ရီစာတော်ချင်နေတဲ့ကျမချစ်ချစ်ကလေးကိုပါမဲတောင်းကြည့်လိုက်ပါဦးမယ်နောက်ထပ်ရီစာအစ်တထားလို့ရလားလို့မေးကြည့်လိုက်ပါဦးမယ်နော် daddy wife တော့မလုံနဲ့ငိုပြီးမအိပ်ချင်ဘူးတဲ့ဟုတ်ပါတယ် daddy wife ကတော့စာလာကလေးနည်းနည်းလေးလောင်ရမှာပေါ့နော်နောက်ပိုင်းကျရင်ပူဆူမှာပေါ့နော် daddy wife ဆိုဒီအတန်နဲ့ဆို share လောင်ရမှာကျင်းသေးပဲတဲ့လောင်ချင်းရင်ဖတ်ပြပါမယ်စာအုပ်မလိုက်ပါဦးမယ်အားပေးလျက်ပါဗျာတဲ့အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဇလန်းကိုမကြိုက်ပင်မဲ့အေဂျင့်နဲ့အတန်လေးကိုတော့အားပေးနေပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ရှင် ဒီလူကြီးမင်းကဘူလီရတာအကျင့်ပါသွားလို့ပါခမ ्या မမမြိုင်ကလေးကဘူလီနေတဲ့ဒီလူကြီးမင်းလေးကိုအယမ်းမမိနေပါဘီနော်ကျမကိုဘူလီနေနဲ့လဲချစ်သွားအောင်ပဲတတိထားပါအောင် လူကြီးမင်းရှင်အပိုင်းခွန်လေးမှာဆိုရင်တော့ဖြင့်မမလည်းကယူဆိုင်ပါဗျာနောက်ပိုင်းလေးတွေလည်းစောင့်မျှော်နေမယ်ဗျာတဲ့ဟုတ်ကဲ့ရှင်တနင်္လာနေ့ကနေတောက်ကြနေ့အထိနေ့တိုင်းတင်ပေးနိုင်အောင်ကြိုးစားပါမယ်အသက်ရှူတိုင်းငွေမဝင်ပေမဲ့နားထောင်တိုင်း ယင်အေးစီတဲ့အတန်လေးကိုတော့တဘောကြတယ်ရှင်ဂျေစုတင်ပါတယ်ရှင်စောင့်နေတာတဲ့တွေ့ပြန်ပါပြီဒီလူကြီးမင်းလေးကိုဂျေစုတင်ပါတယ်နောက်အပိုင်းကဘယ်တော့တင်ပါလဲမမဆိုတော့တနင်္လာနေ့ကနေတောက်ကြနေ့ထိအပိုင်းအစ်စ်လေးတွေကိုတင်ပေးသွားပါမယ်နော်အပိုင်းရှစ်လေးကတော့ကိုမနေ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 ပါသေးတယ်တင်ထားတာနှစ်နာရီလောက်ပဲရှိသေးတာဆိုတော့နည်းနည်းတူတယ်နော်ဒီနေ့ဟုတ်ပါတယ်ဒီနေ့နည်းနည်းတူသွားပါတယ် ညအရန်ပင်မှန်ပြီးတော့အိတ်လိုက်လို့ပေါ့နော်ဒါတော့မနဲ့အဖေအိမ်မှာသွားပြီးတော့တွင်ထားတာပါကိုဆိုင်မှာကိုဆိုရင်စုညာပေါ်လောရိုက်ညာနဲ့ဘာတန်မှမကြားမှာဆိုလို့အဖေအိမ်မှာသွားပြီးတော့တွင်ထားတာပါစောင့်နေတာထိုင်ပြီးတော့တဲ့စောင့်နေပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ် emoji လေးတွေပေးရလူကြီးမင်းလေးတွေရောအသေးလေးတွေပေးရလူကြီးမင်းလေးတွေရောကျေးဇူးများတင်ပါတယ် နောင်ကျိုးအပိုင်း1ကနေ8အထိကွန်မန့်လေးတွေကတော့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါပြီ။ကြံခဲ့တဲ့လူလေးတွေရှိရင်လည်းကွန်မန့်မှာပြန်ရေးခဲ့ပါ။ကျွန်မဘဲအပိုင်းမှာဘလို့လေးမှန်ထားတဲ့ကြံခဲ့တဲ့ဆိုတာလေးကိုပြန်ရေးပေးခဲ့ကြပါ။နောက်တစ်ပတ်စနေနေ့မှာပြန်ပြီးတော့ဖတ်ပြပါမယ်။ပြီးတော့လူကြီးမင်းလေးတို့တခုခွင့်တောင်းချင်တာရှိပါတယ်။ကျမ BL ဝတ္ထုလေးဖတ်ပြရင်ရော ခွင့်ပြုပေးကြမလားရှင်။ GL Oreo ဘုတ်လေးပဲတည်တန်းရှိစေခြင်းနဲ့ဆိုတဲ့လူတွေလည်း comment လေးမှာရေးခဲ့ကြပါ BL ဝတ္ထုလည်းနားထောင်ကျင်တယ်ဆိုတဲ့လူကြီးမင်းလေးများလည်းကွန်မန့်မှာရေးခဲ့ကြပါကွန်မန့်များတာလေးကိုကြည့်ပြီးတော့ like ရောပါမယ်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်ကျမရဲ့လူကြီးမင်းလေးများအားလုံးအိမ်မက်လာလာမကြပါစေအသက်ရှူတိုင်းမှာငွေဝင်ကြပါစေ audio book လေးတွေနားထောင်ပြီးဘဝအမော်တွေပြေပြောင်းနိုင်ကြပါစေ